ကွန်မြူနတီအားလုံးမင်္ဂလာပါဒီနေ့လို့2025မှာဘလောက်ပဲတိုးတက်တိုးတက်လူတော်တော်များများရှိမှာမပြောင်းသေးတဲ့အယူဝါဒအဖြစ်လူမျိုးရေးခွဲခြားမှုဆိုတာကမ္ဘာတဝန်းမှာအခုချိန်ထိရှိနေတုန်းပါပဲ။ဘာကြောင့်ဒီလိုခွဲခြားကြလဲဆိုလို့ရှိရင်လူမျိုးရေးဘာသာရေးအပြင်တချို့သောအယူဝါဒမတိုက်ဆိုင်မှုတွေကြောင့်ခွဲခြားမှုတွေဖိနှိပ်ဆက်ဆံမှုတွေအခုချိန်ထိရှိနေတုန်းပါပဲ။ကျွန်တော်ဒီနေ့အရှိတောင်အရှာတိုင်းမှာလူမျိုးရေးအခွဲခြားဆုံး၅နိုင်ငံအကြောင်းကိုပြပြသွားမှာပဲဖြစ်ပါတယ်။ Social knowledge အဖြစ်ပေါ့ ဗီဒီယိုရဲ့နောက်ဆုံးနံပါတ်1ကဘယ်နိုင်ငံလဲဆိုတာကွန်ပျူတာသိလို့ရှိရင်လုံးဝ shocking ဖြစ်သွားမယ်။ဗီဒီယိုရဲ့နောက်ဆုံးနံပါတ်1နိုင်ငံကဘယ်နိုင်ငံလဲသိချင်လို့ရှိရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်။ဒီလိုမျိုး social knowledge တွေအမြဲတည်ဖို့အတွက် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပြီး support လုပ်ပေးပါအောင်ကွန်ပျူတာရဲ့နံပါတ်5ဒိုင်းနိုင်ငံ။ ထိုင်းနိုင်ငံမှာလူမျိုးရေးကိုအခြေခံပြီးခွဲခြားမှုတွေအခုချိန်ထိရှိနေတော့ပါပဲအထူးသဖြင့်ပြောရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံသားတွေပေါ့နော်မြန်မာနိုင်ငံသားအများစုကိုတခြားနိုင်ငံသားတွေနဲ့ဒဏ်မှုညီတူအခွင့်အရေးမပေးတာတွေအခုချိန်ထိရှိနေတော့မယ်မြန်မာနိုင်ငံသားအများစုကထိုင်းနိုင်ငံကိုတရားမဝင်အဖြစ်လာရောက်တာများပြီမဲ့လေဒီမှာစာအုပ်စာတမ်းတွေပြုတ်လုပ်ပြီးရင်လေတခြားနိုင်ငံသားတွေနဲ့ဤအတူတချို့တတိယတွေက အလုံသမားတွေကိုလစာအပြည့်မပေးတာထိခိုက်တယ်ရန်ရသွားလို့ရှိလို့ရှိရင်လည်းတာဝန်ယူမှုတာဝန်ခံမှုမရှိတာအားလေအခုချိန်ကြီးရှိနေတုန်းပါပဲပြီးတော့လူမျိုးရေးနာမည်တက်ပြီးတော့ဖိနှိပ်ခွဲခြားဆက်ဆံတာတွေရလဲတချို့တော့မြန်မာနိုင်ငံသားတော်တော်များဒီ feeling ကိုခံစားလောက်မယ်လို့ထင်မိတယ်နံပါတ်4 UAE UAE မှာနိုင်ငံသားကနေသူတို့နိုင်ငံကိုအလုလာလုပ်တဲ့အလုံသမားတော်တော်များကိုအခုချိန်ကြီးလူမျိုးရေးခွဲခြားမှုပြင်းပြင်းထန်ထန်ပြုလုပ်တယ်ဆိုတာငြင်းလို့မရတဲ့အချက်ပါအထူးသဖြင့်သူတို့နိုင်ငံမှာအလုအများဆုံးတွားလုပ်တဲ့ မြန်မာဘင်္ဂလားဒေ့ရှ်ပါကစ္စတန်နီပေါ်ဖိလစ်ပင်းအာဖရိကနိုင်ငံသားတော်တော်များကိုလေလူမျိုးရေးခွဲခြားမှုကလည်းအခုချိန်ထိရှိနေတော့ပါပဲကာဖာလာစစ်တမ်လို့ခေါ်တဲ့အလုပ်သမားတွေကကိုယ့်ရဲ့တထင်းနဲ့ပဲအလုပ်လုပ်ပိုင်ခွင့်ရှိပြီးတကယ်လို့ဒီတထင်းနဲ့အလုပ်အဆင်မပြေလို့ရှိရင်ဗီဇာပြောင်းတာအလုပ်ပြောင်းတာကလုံးဝလုံးဝကိုအဆင်ဟုံမပြေတာပါခုနပြောတဲ့နိုင်ငံတော်များစုကအလုပ်သမားတွေတော်တော်များများဆိုလို့ရှိရင်လောက်ခလာစာနေတာပုံမှန်အလုပ်ချိန်တဲ့ပိုကိုင်းတာ ပြီးရင်ကိုထီးနဲ့ရောက်စော်ကားတာ sex torture လောက်တာအသားရောင်ခွဲကြတာ skin color discrimination လုပ်နေတာအခုချိန်လေးရှိနေတော့မှာပဲနံပါတ်3 China တရုတ်နိုင်ငံမှာလူမျိုးစုအတီးတီး90ကျော်ရှိပေမဲ့လည်းတချို့သောလူမျိုးစုတွေကပြင်းထန်တဲ့လူမျိုးရေးခွဲခြားမှုအခုချိန်ထိခံနေရတော့မှာပဲအထူးသဖြင့်ဥကြီးလူမျိုးတိဘက်တာကဇက်စားတဲ့လူမျိုးစုတွေကအခုချိန်ထိလူမျိုးရေးခွဲခြားမှုကခံနေရတော့မယ်2019ကနေစပြီးတိတိတတပေါ့တရုတ်အစိုးရကဒီလူမျိုးစုတွေကို ဘာသာရေးဖြတ်သိမ်းတာဘာသာရေးနဲ့ပတ်သက်တဲ့စာရီစကားတွေပြီးမပြောတာပြီးမတင်တာတွေလုပ်တဲ့အပြင် culture canon site ကလည်းအခုချိန်ကြီးလုံးနေတော့ပါပဲနံပါတ်2အိန္ဒိယနိုင်ငံအိန္ဒိယနိုင်ငံကလူမျိုးစုအများအပြားနဲ့မတူညီတဲ့လူမျိုးစုအများအပြားရှိတော်လဲလူမျိုးရေးခွဲခြားမှုကဒီနေ့ချိန်ထိအများဆုံးအပြင်းထန်ဆုံးရှိတဲ့နိုင်ငံလို့လည်းပြောလို့ရတယ်အိန္ဒိယမှာလူမျိုးရေးခွဲခြားမှုအပြင် untouchable ပြီးွားရင်ခရီးအောင်အဝင်မခံတာ သင်က separation နဲ့တခြားလူမျိုးကြတွေနဲ့ရှင်လို့ရှင်ဘာသာရေးနိုင်ရှင်မှုရအခုချိန်ကြီးရှိတယ်။အိန္ဒိယနဲ့ပတ်သက်တယ်ဆိုလို့ရှင်မီဒီယိုတခုတည်တံ့အောင်လောက်သွားလို့ရတယ်။ဒါပေမဲ့ကျွန်တော်ကအကုန်လုံး social knowledge နဲ့ပြောပြတာဖြစ်တဲ့အတွက်ကိုဒါကအကုန်လုံးအကျဉ်းချုပ်ပြောပြတာပါ။ Number 1မြန်မာမြန်မာကိုဒီ ranking မှာ number 1နေရာပေးထားတယ်ဆိုတာကျွန်တော်မဟုတ်ပါဘူးเนาะ disclaimer အနေနဲ့ပြောပြတာ Google ChatGPT Gemini နဲ့ တခြား AI တွေနဲ့တခြား browser တွေမှာ most resistant southeast asia country လို့ရိုက်လို့ရှိလို့ရှိရင်မြန်မာလိုပဲတက်လာတာများတယ် company တို့လည်းရှာကြည့်ပါမြန်မာမှာလူမျိုးရေးခွဲခြားတယ်ဆိုတာကကိုယ့်လူမျိုးအချင်းချင်းမတိကြပေမဲ့တချို့တော့တိုင်းရင်းသားလူမျိုးစုတွေနဲ့လူမျိုးခြားတော်တော်များများဒီ feeling ကိုတီးလောက်မယ်လို့ထင်မိတယ်မြန်မာလူမျိုးအများစုမှာ ို့ရဲ့ဗုဒ္ဓဘာသာလူမျိုးကလွဲပြီးတခြားလူမျိုးကြတွေဆိုလို့ရှိရင်အဲ့လူမျိုးကြတွေရဲ့ဘိုင်နေကိုတက်ပြီးခေါ်တာတွေကအခုချိန်ထိရှိနေတော့မှာပဲဒါပေမဲ့ပြောတဲ့လူက easy easy လုံးဝပြောလိုက်ပြီမဲ့ဒါပေမဲ့ခံရတဲ့လူရဲ့မန္တလေးပိုင်းမှာဘယ်လောက်ထိခိုက်တယ်ဆိုတော့သူတို့တွေတတိထာမီအရန်ကောင်းမဲ့အချက်ပါမြန်မာမှာ skin color discrimination အပြင် non national id no government job and another works apply sir all with difficulty other religions have no gift or no freedom this festival che yama is go to the level up ကျွန်တော်အခုလိုပြောလို့ community လို့စိတ်ဆိုးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တောင်းပန်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့ comment section မှာရေးလို့ရှိရင် community တို့နားလည်လောက်မယ်လို့ထင်မိတယ် data gain နဲ့ပတ်သက်ပြီး community တို့ရဲ့အမြင်ဘာလဲဆိုတာကိုလည်း comment မှာကြေကြာပေးပါဦးအားလုံး love you all ပါတတ်တာ bye bye